ုမျိုး2024တော့အဲ့လိုမျိုးနေလိုက်တယ်နေလိုက်တဲ့အခါကျတော့လေ လေးတဲ့ပို့ပြီးတော့အဝေးသွားတယ်ရှင်ပို့စစ်တဲ့ပြတ်သွားတယ်ပြီးတော့ကိုလုံးကိုကခုနကလောပေါ့လာငားတဲ့ဟာလေးတွေကိုလာငားတဲ့သက်ကောင်မျိုးပေါ့နော်နည်းနည်းနည်းလေးအဲပေါ့နော်ရွေးချယ်ရွေးချယ်နဲ့ပြိတ္တနဲ့ခွာဟသွားတယ်ပြိတ္တရဲ့ဆန္ဒနဲ့ကိုရဲ့ပေါ့နော်ရည်တည်မှုမှာနည်းနည်းလေးတွေသွားပြီးသဟာတရဖြစ်တာလေးရှိတယ်ဟောမြတ်သူအားမလို့အားမရဖြစ်တာအခုမှမဟုတ်ဘူးဟိုးဆဝင်လာကလေးကသိရမလားအနည်းနဲ့ဒီရဲ့စိတ်ကိုနည်းနည်းပြိတ္တကိုပေါ့နော်ဟိုသွားပြီးစိတ်နောက်ရှစ်ပြအောင်လုပ်မိတာလေးရှိကောင်းရှိတိုင်းသူသက်ကောင်ကအော်ဒါလေးက အာငါလှုပ်လိုက်ရမှာငါသာလှုပ်ခွင့်ရရင်ဘယ်တော့ကောင်းမလဲဆိုတော့စိတ်ကြရတော့ဖြစ်တာပေါ့ဒါမဲ့လည်းအခွင့်အရေးလည်းမပေးသလိုခုနလိုပေါ့နော်ပံပိုးမှုအားကောင်းကောင်းလည်းမရှိတဲ့ဖြစ်တယ်ကိုပိုင်ထုတ်လိုက်ပြီးတော့ထုတ်ငွေချင်းမရှိဘူးနော်အားကြောင့်လည်းစင်ချစ်သူတွေအတွက် Lucky Time Moon မြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ။19ရက်4လ2025မှာ30ရက်5လ2025အတွင်းဝယ်ယူအားပေးတဲ့စင်ချစ်သူများအတွက်ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့စေ။ပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့စေ။ ပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါကပူတီပါဆန်အချိုးလျှော့ဈေးတွေကိုခန်းစားခွင့်ပေးသွားမယ်အပြင်ဆယ်သိန်းမဝယ်ယူတာနဲ့တာမိုးကြီးကားခံထူးခွင့်ကူပွန်တစ်စောင်တော့ရရှိမယ်ခွင့်ရည်ကြီး။ရာသပတ်အလဲဈေးတို့အယောင်ဈေးတို့အထူးခွင့်ရည်ကြီး။ချက်ချင်းဝယ်ချက်ချင်းပေါက်၁၀သိန်း500ငွေသားစုများစွာအပါအဝင်တာမိုးကြီးအိမ်သုံးရက်စီပစ္စည်းများစွာတာမိုးကြီးကားပိုင်ဆိုင်ခွင့်ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်ရတဲ့အတော်မှာဖြစ်ပါရဲ့ရှင်။မေလကုန်ချိပဲရရှိမယ်ဈေးခွင့်ရည်ကြီးနဲ့ ်လဲသွားရတဲ့သူမဖြစ်ရလေအောင်တိုင်းစီတီဂျော်ရီမော်ဂျီရဲ့ငင်းကြီးချက်မှရှိတဲ့လက်ကင်းချက်မမြန်မာတိုင်းစီတီရှိုးရိုးကြီးနဲ့လက်ကင်းချက်မမြန်မာရဲ့လိုင်စီကြီးများစီကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ် ာဟုတ်ကဲ့ဆရာကနေ plus နဲ့ဒါမျက်စိနဲ့ဒါတော့ပြ။အာကနေ plus ရဲ့ပေါ့နော်ဟိုမှာ TV မှာ host လုပ်တာလုပ်ပြီးတော့မှဒါပြန်ပြီးတွေ့ရတယ်လည်းပြန်တွေ့ရဆုံးသိမှုပါ။။ဒါလေးကကနေ plus ရဲ့ original series ဖြစ်တဲ့အခါကျတော့ကနေ plus က original series တိုင်းဆိုအများတော်တော်လေးကိုပေါ့နော် intake အားလိုက်ပြီးရရိုက်ကူးရိုက်ချက်တွေပြီးတော့ခါပြသတဲ့ဟာတွေကတော်တော်လေးကိုပေါ့နော်ဟိုထိထိရောက်နေတော်တော်ကဖြစ်တယ်။ပြီးတော့ကနေ plus ကနိုင်ငံတခြားသော Asia channel ဖြစ်နေတဲ့အခါကျတော့ကိုယ်ကရတဲ့အခါကျနိုင်ငံတကာကလိုင်းနေမှာပေါ့နော်။ပြသခွင့်ရမ ယ်အခွင့်အရေးတွေပါတဲ့ခါကျတော့တကယ်လေးရင်ခုန်နေပြီးတော့ဒီဇက်ကိုဆက်ဖက်ပြီးတော့ custom ပေါ့နော်ကြည့်လိုက်တဲ့ချိန်မှာတော်တော်လေးကိုဟိုအင်ပြေအားပြေနေပေါ့နော်ဝိုင်းရင်ဥမာဦးရိုင်းတို့ဒါဦးသူသားတို့အမေချိုးကြီးအဒီခင်မို့အေးဘာနာနောက်တကူကျော်စုချတော့ဒီကဒီ MRD4 ကပေါ့နော်တကယ်ကိုလည်းရှိတဲ့ဘလို့ခေါ်မလဲနာမည် ကြည့်ပြီးတော့ပေါ့နော်အာမျိုးဆက်တဲ့သူတွေနဲ့ပုံပေါင်းပြီးရရမှာဆိုတဲ့ခါကျတော့အရင်လဲရင်ခုန်ကလေးဒီခန်းနီးမှုဒီခလုံးမှုကတတော်လေးကိုပေါ့နော်ထွက်လာတဲ့ခါကျတော့ဒိတ်သက်တတော်ကြိုက်ပြီးတော့အာကြီးမားတဲ့ပေါ့နော်ကျွန်တော်တို့ပြည့်တဲ့ကြိုက်တဲ့ဇာတ်လမ်းကိုဖြစ်လာလို့ဒိတ်ချာပါဘူး။အားကြောင့်လေအဲ့လိုမျိုး2024လောကအဲ့လိုမျိုးနေလိုက်တယ်နေလိုက်တဲ့ခါကျတော့လေ ေးတဲ့နဲ့ပို့ပြီးတော့အဝေးသွားတယ်ရှင်ပို့စစ်တက်ပြတ်သွားတယ်ပြီးတော့ကိုလုံးကိုကအခုနောက်လို့ပေါ့လာငားတဲ့ဟာလေးတွေလာငားတဲ့အကောင်မျိုးပေါ့နောက်နည်းနည်းလေးအဲပေါ့နော်ရွေးချယ်ရွေးချယ်နေပြေးတဲ့နဲ့ခွာဟသွားတယ် ကန်ဝါတော့ကွာဟာဘာဖြစ်သွားလဲဆိုတဲ့ခါကျတော့သူကအလုံးမလုပ်တော့ဘူးလားဖြစ်သွားတယ်။အဲပေါ့နော်အလုံးလုပ်တဲ့လူကြောက်လဲကို့မြင်နာနေလာတဲ့ခါကျတော့ဟောသူမိနေတာပေါ့နော်ကို့ကမြင်နေမှကျွန်တော်သုဆောင်နေလဲလို့အုံမောမှာပေါ့နော်အသူဘယ်ကားတက်နေတယ်အသူဘာပွဲတက်နေတယ်အသူဘာလုပ်နေရဲဆိုတာကြီးမြင်မှပဲခုနလိုပေါ့နော်ပရိုဒျူဆာတွေဒီဒါရိုက်တာတွေကမြင်ပြီးတော့ဩသူ့ခေါ်ရိုက်လို့ရတယ်ဩသူရှိတာပဲဆိုပြီးတော့ဖြစ်နေကြတော့အဲ့လိုမျိုးတွေရှိတဲ့ခါကျရင်ပရိသတ်ရဲ့ ဆန္ဒနဲ့ကိုယ့်ရဲ့ပေါ့နော်ယက်တီမှုမှာနည်းနည်းလေးတွေသွားပြီးတဟတာဖြစ်တာလေးတွေရှိတယ်။ဆိုတော့ခါကြတော့အကောင်းဆုံးတော့မြတ်သူစူးစမ်းပြီးတော့ရိုက်ပါလေ။အော်မြတ်သူအားလို့အားမြတ်ဖြစ်တာအခုမှမဟုတ်ဘူးဘိုးဆောင်ဝင်လာကြတဲ့ကသိရမလား။ဟိုပေါ့နော်ဇက်ရွေးချယ်မှုတွေမှာနောက်ပြီးတော့နေရာရမှုတွေမှာပေါ့နော်အဲ့လိုမျိုးတွေကအများကြီးပြည်သက်က အများနဲ့ဒီရဲ့စိတ်ကိုအများပြည့်စက်ကိုပေါ့နော်ဟိုတွားပြီးစိတ်နှောက်ရှက်ပြအောင်လုပ်မိတာလို့ရှိကောင်းရှိနိုင်တယ်ဒါမဲ့လည်းခါကြတော့လည်းဟိုရွေးချယ်မှုပေါ့နော်ပြည့်စက်တဲ့အဆက်ပြတ်သွားမှရစိတ်ပူတဲ့ခါကြတော့အဲ့လိုမျိုးလေးတွေလုပ်ရတာလည်းရှိသွားတော့နားလည်ပြီးပါမြင့်တော်ကတော့ရတဲ့ဇက်ကောင်ကိုရတဲ့ပေါ့အကောင်းဆုံးဖြစ်အောင်မြင့်တော်စူးစမ်းနေပါတယ်အဓိကမြင့်တော်ကရှင်းရှင်းပြောရင်ကိုယ့်ဘာသာကိုထုတ်မရိုင်းနိုင်ဘူးကွာကိုယ့်ဘာကိုထုတ်ရိုင်းနိုင်တဲ့ဟုတ်တဲ့ခါကြတော့ကိုယ့်စီလာတဲ့ဇက်ကောင်ကအာပေါ့နော်ဟိုနည်းနည်းပဲလာတဲ့ဟာရှိတယ်နည်းနည်းလေးတိုးတော့ရတဲ့ဟာရှိတယ်နောက်ပြီးတော့ ထင်ပါတယ် market ကြောင့်လဲပေါ့เนาะကို့ကို အာတိတ်ပြီးတော့တရအဲ့လိုပေါ့နော်ထိထိပေးမဲ့ပေးမဲ့လူမျိုးအာရုံမရှိသေးရပါဘူးဒါပေမဲ့မြတ်သူအဲ့တော့ဘယ်တော့မှအားမငယ်ပါဘူးကိုမြဲမြဲပြင်ဆင်နေစူးစမ်းတယ်မြတ်သူတို့တိတ်ရဲ့ကတရုပ်ဆောင်ခြင်းဟာအသက်ငယ်တာကြီးတာနဲ့မဆိုင်ဘူးတရုပ်ဆောင်ကာရိုက်တာပေါ်မှာ life pattern အောင်လုပ်နိုင်တယ်မြတ်သူတို့ရဲ့ဇက်တွေကအမြဲတမ်းရှိနေမှာအဲ့တော့လိုချင်တာပေါ့အခါကျကိုတယောက်တည်း hero ဖြစ်တဲ့ဇက်မျိုးတွေလည်းလိုချင်တာပေါ့ဒါပေမဲ့အဲကို့မှာထုတ်ရိုက်နေတဲ့အာမရှိသလိုအဲပတ်မိုးပေးနိုင်မဲ့ပေါ့နော်အရာရဲ့ကိုယ့်စီကိုမကြုံဆုံသေးတဲ့အခါကျမြတ်သူကကိုယ့်စီသားတဲ့ဇက်တွေကိုပဲပြည့်တဲ့ဒါလေးတော့လက်ခံနိုင်ပါတယ်သူတို့တော့ဒါတော့ကြိုက်လောက်မှာပါဆိုတော့စ ိတ်မျိုးနဲ့အဲရိုက်နေတာများပါရှင့်ဟုတ်တယ်မြတ်တို့ကတော့စူးစမ်းမှုဘာလို့မရော့သွားပါဘူးအဲ့ဒါတော့မြတ်တို့ပေါ်တော့ဟိုလိုပြောထွက်လာတဲ့ကားလေးပဲဖြစ်ဖြစ်မြတ်တို့လက်ရှိပုံစံကိုပဲဖြစ်ဖြစ်ရောဒိဋ္ဌကအဲအဲ့ကြောင့်မြတ်တို့ပေါ်တော့အာမချစ်တင်ခဲနဲ့ချစ်ပေးနေကြလို့ထင်ပါတယ်အဲ့လိုယူလို့လည်းနှောင့်တယ်ဘာမှဘာမှဟိုထွက်လာလိုက်တာပေါ့နော်ဆိုတဲ့အခါကျတော့စူးစမ်းပြီးတော့ပြိတ္တရဲ့အဲပေါ်တော့ဆန္ဒကိုလည်း ဖြစ်ပေးနိုင်အောင်ကြိုးစားပါမယ်။ကိုယ့်ရဲ့ရည်တည်မှုအတွက်ကိုလည်းကိုကြိုးစားနေရပါလေ။အဲ့အတွက်ချို့ရလေးချစ်တင်ငယ်စိတ်နဲ့သိခံထားလဲဖြုတ်လို့ပေးလို့မြို့ကမိသားစုမှာဖြစ်တာပေါ့အဲ့စိတ်ကအမြင်ဖြစ်တယ်။အော်ဒီနေရာလေးမှာငါဆိုရင်ဒီဇက်ကောင်မှာငါသားဆိုရင်အဲ့အဲ့လိုမျိုးစိတ်ကတော့အများအားဖြစ်တယ်။ဒါပေမဲ့လည်းမြို့တို့အာပေါ့နော်ခွင့်ရမပေးသေးဘူးလို့ပဲကိုယ်ကိုမှတ်လိုက်ပါလေ။ပြည်သက်ကတော့ချစ်ခင်စိတ်နဲ့ဒါပြောတာကိုမြို့ကစိတ်မဆိုးဘူး။ဒါဒါလည်းပြည်သက်လည်းအတူတူပဲမြို့သူလည်းပြည်သက်နဲ့ထပ်တူထားကြတယ်ပေါ့ချိုးဇက်ကောင်တွေကြ။အော်ဒါလေးက အာငါလှုပ်လိုက်ရမှာငါသာလှုပ်ခွင့်ရရင်ဘယ်တော့ကောင်းမလဲဆိုတော့စိတ်ကြရတော့ဖြစ်တာပေါ့ဒါပေမဲ့လည်းအခွင့်အရေးလည်းမပေးသလိုခုနလိုပေါ့နော်ပံပိုးမှုအားကောင်းကောင်းလည်းမရှိဘူးဖြစ်တော့ကိုပိုင်ထုတ်လိုက်ပြီလေထုတ်ငွေချင်းမရှိဘူးအားကြောင့် ။ဟာဒီမှာကျတော့အခန်းနဲ့ပြန်အောင်မစင်။မတွေးတဲ့အတွေးတွေမတွေးတော့တဲ့အတွေးတွေပြန်တွေးခိုင်းနေတော့။နောက်အဲ့ဒါကြီးတွေးတော့ကျွန်တော်အဲ့လိုတွေးလိုက်တဲ့ချိန်2024နှစ်ဝက်လောက်ကကျွန်တော်တော်တော်လေးအခြေအနေပုတ်သွားတဲ့အများကြီးရှိရတယ်ဆိုတော့လေ။အဲစိတ်ကိုကောင်းဆုံးကျွန်တော်ပြောရရင်2024ကျွန်တော်တော့မကောင်းတဲ့နှစ်လို့ကျွန်တော်ပြောခဲ့ပါတယ်။ထမ်းဆက်တာတော့ကျွန်တော်အဲ့ထက်ပို့ပြီးတော့2024ဒီထက်ပို့ကောင်းမွန်တဲ့အရာကြီးကြုံတွေ့မယ်လို့ကျွန်တော်ပြောနေတာအဲ့အတွက်စိတ်ထက်ကြကြပြီးပြောတော့ဟုတ်ပါဘူး။ရုပ်ကံနဲ့ဖြဲချောက်ရအောင် ဆိုတော့ RDF ကြီးကကျွန်တော်ပြောပါပေါ့အာကျွန်တော်ပေါင်တင်ချလိုက်တယ်ဆိုရယ် program က F4 ပါ။ကျွန်တော်ကပေါင်တင်ချဆိုတော့ပိန်ဝါဖို့ချတာမဟုတ်ပိုတန်မှာပိုချစ်လို့ထုတ်တယ်ကျွန်တော်လုပ်လိုက်တာပေါ့နော်ဆိုတော့အဲအဲ့ဒါပြီးတော့ကျွန်တော်အကုန်လုံးကလည်းဒီဝေးကြီးကအဆင်မပြေဘူးပေါ့နော်မျက်နှာဒါကျတယ်ဆိုတော့ကျွန်တော်ပြန်ပြီးဝေးတင်ထားရတယ်။အဲ့တော့ပေါင်120အခုကပေါင်123ပေါင်လောက်ရှိရဲ့ရှင့်။ဆိုတော့ကျွန်တော်တို့ကဒီပေါင်120နဲ့125ကြားထဲမှာနေရတာဖြစ်ဆက်ပြေတယ်။ပြီးတော့ကျမကြီးလို့တဲ့ခါကျလူကပေါ်ပါပြီးတော့လန်းစမ်းတယ်။ပြီးတော့ကို့အတူတိုင်းအမြဲတမ်းလုတ်ကနည်းနည်းရမ်းပေါ့နော်နည်းနည်းငယ်တဲ့လုတ်ထွက်တယ်ဆိုတော့အဲ့တော့အတိတ်ဖြစ်ပြီးတော့ ော့ပေါ်ပါနေရကြအောင်လဲပါမယ်ကျွန်တော်ကြည့်နည်းနည်းလေးကိုနည်းနည်းလေးလို့မထင်ရဘူးသူအဲ့ဒါနဲ့တွက်တဲ့ look ဖြစ်တယ်အဲ့ဒါအဓိကကျမ်းမာရေးလိုက်စားတဲ့ခါကျခဏကောပေါ်ပါပြီးတော့အဖြက်လက်နေရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့အာဒီ game plan နေကျွန်တော်ကြိုက်တယ်လေ FOE ကကျွန်တော်ငိုရရလဲကိုက one one လဲကိုက fan ဖြစ်ခဲ့တာဆိုတဲ့ခါကျတော့အဲ့လိုမျိုးပေါ့နော်ဟုတ်ပြောချင်တာကတော့မျိုးသမီးကိုဘယ်လောက်လုံနိုင်မလဲပေါ့ဆိုတဲ့ဟာကိုကျွန်တော်လုံလိုက်တာ ။အဲ့ဒါလေးကတော့အဆောင်ကြည့်ပေးပါဦး။အကောင်းဆုံးတော့စူးစမ်းထားပါရယ်။အဲဒါကြီးကကျတော့ FOE ကကျတော့သူကဇညုံမရှိတဲ့အခါကျတော့ကဲ ready ဖြစ်တဲ့အခါကျတော့ဘာတွေဖြစ်လာမလဲ။ edit ကဘလို့ဆက်တာလဲကိုလည်းမသိတဲ့အခါကျရင်ခုန်နေပါလို့ပြောကြတယ်။အဲ့ဒါ game ကတိတ်မလုပ်ဘူး။ ready show ဆိုဒီပြည်တော် you know ခေးသွားတဲ့ program တွေကြီးတာ။ဒီဟာကတော့ပြည်တော်အဲ့လို game နဲ့ပတ်သက်တာဆိုတော့ပြင်မအဲ့လိုမျိုးမစော်ဘူး။တော်တော်လေးနည်းနည်းတော့ပင်ပန်းနေရှင်စော်ရတဲ့ခါကျဟုတ်တယ်။တိတ်တော့အာပြောရအောင်ကိုတော်တာပထမအဆုံး game စော်ရတဲ့ show တစ်ခုပါ။ ပြောက်ကြည့်တယ်ဟိုပေါ့နော်ဟိုဇလန်အဲ့ဒါဆိုတော့ဂိမ်းမဟုတ်တော့ဘူးသူအဲ့ဒါဇလန်ဇက်အိမ်ဖြစ်သွားပြီဆိုတော့ကျွန်တော်ကဂိမ်းနဲ့ပတ်သက်ကျွန်တော်ကအာကိုရီးယားက100အဲ့အဲ့ဒီဟာကြည့်တယ်အဲမတော်သိသိမလားမသိအဲ့အဲ့ကိုလူရောက်ပေါင်းတရာဝင်ပြိုင်ရတာဆိုကျွန်တော်အဲ့အရန်သဘောကျကျွန်တော်အဲ့လိုကြည့်ရခါကျကြိုက်တယ် FOE 2ရိုက်မယ်ဆိုတော့ကျွန်တော်အဲ့ဒီဟာကိုထပ်ကြည့်ပြတယ် season 2 3D ရောက်သွားဆိုအဲ့အဲ့100က physical 100ကဆိုတော့အဲ့လိုမျိုးကျွန်တော်ကြိုက်တယ်အဲ့ကျွန်တော်အဲ့လိုနောက်နိုင်ငံကြီးကအဲ့လိုပြိုင်ရတဲ့ဟာရှိတယ်အဲ့ဒါကြီးကျွန်တော်အများကြီးကြိုက်ကြိုက်လို့ကြည့်ပြပါ အာကျေးဇူးတင်ပါတယ်ပြည်သက်ကကိုချစ်တင်ခဲ့ဖြစ်တဲ့အရာရှိရကျေးဇူးနားလည်ပါတယ်။ဒါဖြင့်သူဒီနှစ်ပိုင်းမှာဆိုရင်သူထင်တဲ့ဒီ FOE season 2ထွက်မယ်ပြည်သူမျက်ကွယ်ရချောင်းမယ်ပြီးတော့ရည်စက်တို့ဒီထောက်ကောင်းထွက်ထွက်လိုက်ထွက်လာနိုင်မှာပေါ့နော်ဆိုတော့အာရိုက်ထားတဲ့ကားတွေလည်းရှိနေတဲ့ခါကျတော့ဒီ2025ကတော့ပြည်သက်နဲ့ပို့ပြီးတော့နီးကက်ကက်ကက်နေခွင့်ရမယ်နှစ်ပြည့်ဖြစ်ပါတယ်။အဲ့အတွက်မြို့သူမြေတားတရားနဲ့အကြည့်ရှုဆောက်ရှောက်နေတဲ့ဝေဖန်ကြံကြံပေးကြပါဦးရှင့်။အားလုံးကျေးဇူးတင်ပါတယ်။